အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CRM စစ်သားဆင်ရော်ပဲဖြစ်ပါတယ်အဲအခုညနေပိုင်းမှာတော့ကျွန်တော်တို့2025ခုနှစ်မတ်လ15ရက်နေ့ညနေခင်းစီရင်အခင်းကျင်းနေနဲ့ကျွန်တော်ရဲ့ထင်မြင်ယူဆချက်လေးတွေကိုပြင်ပြသွားမှာပဲဖြစ်ပါတယ်မနေ့တော့2024ခုနှစ်ဆိုပြီးတော့အမှားရင်းစွာတင်ပြမိတဲ့အတွက်လည်းအဲတောင်းပန်ပါတယ်ခင်ဗျာကျွန်တော်တို့ဘရောင်းစစ်မျက်နှာပြင်ကညောင်ချိုးသာကြားခဲ့နေဆိုရင် အုတ်ရှိပင်လမ်းဆောင်အထိအောင်မြင်ချက်နိုင်ပါလိမ့်မယ်။အာရခတက်တော်ရဲ့ထိုးစစ်ဟာ ARV မြင့်အနောက်ဖက်ကမ်းပသိမ်မုံရလမ်းပိုင်းကိုအပိုင်းလိုက်ထိန်းချုပ်လိုပါရှိပါတယ်။အုတ်ရှိပင်ပသိမ်မုံရလမ်းပိုင်းအတိုင်းမြောက်သို့လာတော့မင်းတို့တောင်သို့လာတော့ကြံကင်းဖြစ်ပါတယ်။ပသိမ်မုံရကားလမ်းမပေါ်မှာမြဝကျုံပေါ်ဖက်ဆိုရင်ညောက်ဆန်းအမြောက်တက်နဲ့ဖန်ငားမြေဘက်မှာဆိုရင်တော့ဗရန်လမ်းဆောင်တွေကိုကိုချီတို့ဟာစစ်မျက်နှာဖော်ဆောင်နေတာရှိပါတယ်။ ။ညောင်ကျိုးနောက်ဆုံးကြားသိထားရတာကတော့မနေ့နေ့လယ်ကအထိသမင်းထုတ်ပို့နေသေးတာဖြစ်ပါတယ်။တကယ်တမ်းညောင်ကျိုးကသာရခဲ့ပြီဆိုရင်အမှတ်6အတိလုံးတက်ရင်အမှတ်6ကာဝေးကြီးပစ္စည်းဆက်ယုံအမှတ်9ကာဝေးကြီးပစ္စည်းဆက်ယုံအမှတ်9ကာဝေးကြီးပစ္စည်းဆက်ယုံအမှတ်16ကာဝေးကြီးပစ္စည်းဆက်ယုံနဲ့ကာဝေးကြီးပစ္စည်းထုတ်လို့မှုတင်တန်းကြောင်းတိုင်ရင်ဌာနချုပ်တွေကိုကနဦးတိုက်ခိုက်ရအောင်မှာဖြစ်ပါတယ်။ကိုချီတို့ရဲ့စစ်နယ်ဝင်းဟာအလွန်ဆုံးစင်တဲ့ ကောက်စာ၃အထိတာဖြစ်ပါလိမ့်မယ် ARI မြင့်အရှိဘက်ကန့်ထိလမ်းမယ်ဆိုရင်တော့ allocation ရစစ်ကြုံသွားတဲ့အနေအထားဖြစ်သွားနိုင်ပါတယ်ညောင်ကျိုးနဲ့အုတ်ရှိပင်လမ်းဆောင်အကြားလေချောင်းတိုက်ခိုက်မှုတွေရှိနေပါသေးတယ်ညောင်ကျိုးအခြေအနေအသေးစိတ်မနှက်ဖန်တေချာတေချာပြောပြနိုင်ဖို့ကြိုးစားနေပါတယ်ဘကိုးတိုင်းအခြေချမ်းမှာဆိုရင်တော့စစ်တောင်းမြင့်နောက်ဖက်ကန်ဝေါမြို့နယ်အတွင်းမှာစစ်ကောင်စီရဲ့စစ်ရေးလှုပ်ရှားမှုတွေရှိလာဖို့ညားပါတယ်ကြိုတင်ပြင်ဆင်ထားရပါမယ် ကြိုတင်ပြင်ဆင်ထားရမှာဖြစ်ပါတယ်။မကွေးတိုင်းဗရန်တက်နယ်စုံကုန်းအခြေဆိုင်အမှတ်905အမြောက်စစ်စေရေးကိုကဲမှုဌာနချုပ်တပ်ဝင်ထိတ်ကနေစစ်သားတွေထွက်ပြီးတော့မင်းဘူးအန်ကားလမ်းပေါ်ကခီးသွားပြည်သူတွေကိုစစ်ဆေးနေတာရှိပါတယ်။ပြီးတော့ကန်တုတ်လမ်းစဉ်ကကန်တုတ်လမ်းဆောင်ကနေစစ်ရင်တန်း၃စီးအင်အားတရာဝင်းကျင်ခန့်နဲ့ပသိမ်မုံရလမ်းတိုင်းတောင်ဘက်ကိုမောင်းနှင်သွားတာလည်းရှိနေပါသေးတယ်။ဇီဝါဖုံးတော်ကြီးကြောင်းဝင်းကျင်ကိုတော့ဒေသခံတွေကို စ်ပင်တွေခုတ်ဆွေရှင်းလင်းခိုင်းနေပါတယ်။လက်နက်ကြီးခြေကုပ်စက်စခန်းစက်ဆွဲနေရာယူဖို့ဖြစ်ပါလိမ့်မယ်။ရေတကြုံမြို့နယ်တပ်မ101ရဲ့စုပေါင်းစပ်ပေါင်းအင်အား90လောက်ရှိတဲ့စစ်ကြောင်းဟာဂျိတ်ခါရင်၃စီးနဲ့အတူတောင်အိုရွာမှာယာယီစက်ဆွဲအခြေပြုဖို့ရောက်ရှိနေတာလည်းရှိပါသေးတယ်။ဗမော်စစ်မျက်နှာပြင်ကတော့တိုက်စစ်အရှိန်ရက်တန်သွားခြင်းမရှိသေးပါဘူး။ရေပြင်စစ်ကူမပို့နိုင်တော့တယ်လို့ရေချောင်းကဖြတ်တော့ထားတဲ့အတွက်ဂျောင်ပိတ်ရိုက်နေရတယ်လို့ပါပဲအနေထားကတော့ ဂျောင်ပိတ်ရိုက်ခံရလို့ပြန်ကြိုက်နေတဲ့အဆင့်လောက်ပဲရှိပါတော့တယ်။မမောတိုက်ပွဲမှာမိကိုသူဇနီးမယားနဲ့တာသမီတွေကလက်နဲ့တက်ဆင်ပေးပြီးခံစစ်ဆင်နေတာဖြစ်ပါတယ်။ဒါကြောင့်73ရက်နေ့ကပေးတဲ့စွမ်းရည်ဘွဲစိတ်တွေပေးတဲ့ထဲမှာပါဝင်နေတာကိုတွေ့လိုက်ရပါတယ်။သူရဲကောင်းဆိုတာတင်ဆိုင်ကောင်းမှာပဲရှိတယ်ဆိုတာသဘောပေါက်ကြဖို့လိုပါတယ်။ကုန်းမဟန်းနဲ့ညောင်မင်းသာဘက်ကလေချောင်းတိုက်ခိုက်မှုလုပ်ဖို့စစ်လော်ဘီတွေကစော်အော့နေတာလည်းရှိပါသေးတယ်။ဗမော်အနေထားကတော့80 30အနေထားပဲရှိပါသေးတယ်ဗျ။ မန္တလေးတိုင်းမရယာမြို့နယ်ကျောက်တရားဖက်မှာတော့လွန်ခဲ့တဲ့ရက်ကလက်နက်ကြီးနဲ့ကြိုကြားကြိုကြားပြစ်ခတ်တိုက်ခိုက်မှုတွေရှိခဲ့ပြီးဒီရက်ပိုင်းမှာတော့ငြိမ်သက်နေပါတယ်။စင်ကူးမြို့နယ်လက်ပံလာကြေးပါမှုတော့လေကြောင်းကနေဇက်တိုက် ပြစ်ခတ်ဖျက်ဆီးတာတွေလုပ်နေပါတယ်။စကားစားရဲ့သတင်းပေးဒလန်တွေပိုင်ဆိုင်နဲ့အစာအုပ်တွေကိုချိတ်ပိတ်သိမ်းဆဲနေတာကိုသတင်းရပေမဲ့ငြိမ်ပြင်းစစ်ကြောင်းမထိုးနိုင်လို့လေကြောင်းတုံးပြီးဖျက်ဆီးနေခြင်းပဲဖြစ်ပါတယ်။အပြစ်မဲ့ပြည်သူတွေကိုရည်ရွယ်ချက်ရှိရှိနဲ့တပ်ဖြတ်နေခြင်းကတော့ရွှေရှားပွဲရလေတရဲတွေပဲဖြစ်နေပါတယ်။ မွန်ပြည်နယ်တင်စရမြို့အခြေဆိုင်အမှတ်330အမြောက်တိုက်ရင်းထဲကနေလက်လက်ကြီးတစ်ချက်ပြစ်ခတ်တိုက်ခတ်ခဲ့ပါတယ်။ဇီးပြောင်းရွာဝင်းကျင်ကိုကြားရောက်ပောက်ကွဲခဲ့ပြီးထိခိုက်မှုကတော့စီစစ်နေသေးတာဖြစ်ပါတယ်။ဆမာယာ200ခွန်အနေနဲ့အကဲကြီးတုံးနေနဲ့ဇီးပြောင်းပိန်နေဘုံရွာဝင်းကျင်တွေကိုထောက်လန်းလျက်ရှိပါတယ်။ကရင်နီမိုးပြဲစစ်မျက်နှာမှာတော့အင်အားသုံးစစ်ကြောင်းထိုးဝင်ရောက်လာတာကိုဖန်တားတိုက်ခိုက်ပြီးတော့မက်ဆီအမြောင်များရရှိထားတာလည်းရှိပါတယ်။ကရင်နီတပ်ပေါင်းစုဘက်ကလည်းအဖိတ်စင်အထိချရှိခဲ့ပါတယ်။ ထိ ंछ ုပ်ပြီးနယ်မြေတွေမှာကြံနေတဲ့တိုက်ရင်ဌာနချုပ်တွေဟာအရန်အန်နေများပါတယ်။အများဆုံးရှင်းထုတ်ပြစ်နိုင်ကြိုးစားကြရမှာဖြစ်ပါတယ်။မြဝကျုံမော်ဒေတာကျုံမျောအခြေဆိုင်ခလာ36ထဲကနေမနေ့ည9နာရီလောက်မှာစက်တက်လေကြီးလေစီတာပေါင်းဒါမှမဟုတ်မြောက်ဆန်းဘက်ကိုပြန်တန်းသွားတာရှိပါတယ်။7နာရီခွဲမှာတော့နှစ်စီးပဲတက်သေးဘူးပြန်ဝင်လာတာကိုပဲတွေ့ရပါတယ်။ကြစ်ချခံရတာဖြစ်ပါစေလို့ကျွန်တော်ကတော့စုမုံကောင်တောင်းပေးလိုက်ပါတယ်။တောင်းခန့်နေတာကရှမ်းတောင်ကနေ မဆာခ900နှစ်အထိသာလမ်းပွင့်သွားတာဖြစ်ပါတယ်။မဆာခ900နှစ်ရဲ့အရှိဘက်တောင်လရာတဲ့တောင်လရွာတဲ့ကိုတွားရဲလာလို့မြင်ကြည့်ပါ။မတွားရဲပါဘူး။မဆာခ900နှစ်ရဲ့တမခိရှိမြောက်ဖက်တမိုင်လောက်တောင်မူဝေးတဲ့ရာပြင်လမ်းကွဲမှာတော့နေ့စဉ်ဤပါထိတွေ့မှုတွေရှိပါတယ်။မနေ့ကလေကြောင်းတိုက်ခိုက်မှုကဇနုတွေအင်အားသုံးပြီးတက်လာမယ်ဆိုတဲ့သတင်းကိုကြိုတင်ရထားပုံရပါတယ်။ဒါကြောင့်ကြံခုတ်တောင်သူတွေကိုမှာယွင်ပြီးတိုက်ခိုက်သွားတာဖြစ်ပါတယ်။ အားလုံးပဲအဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။တိုက်ပွဲရှိရင်အောင်ပွဲရှိပါတယ်။